မင်္ဂလာပါနေကောင်းကျမ်းမာကြရလားခင်ဗျာမီစီမာရဲ့မက်လာ20ရဲ့ဓမီစီမာပရိုင်တိုင်းမီစီမာပင်မသတင်းအစီအစဉ်ကနေကြိုဆိုပါတယ်ဒီစီစဉ်ကိုကျွန်တော်နောင်နောင်နဲ့အတူမီစီမာဝိုင်းတော်သူဝိုင်းတော်သားတွေကတင်ဆက်ပေးသွားမှာပါဒီကနေ့ကြီးကြပ်ကြရမယ့်သတင်းတွေကတော့ပြန်ပေးဆွေးခရရတဲ့ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးအိမ်ပြန်ရောက်လာပေမဲ့ရွှေနှစ်ပိတ်သားဝင်းကျင်ပြန်မရသေးတဲ့သတင်း MDAA ထိန်းချုပ်ထားတဲ့လာရှူဆေးရုံမှာ ကုသစရိတ်တွေမြင်မာနေတာကြောင့်မြို့ခံတွေဝေဖန်နေကြတဲ့တဲ့င်းအိန္ဒိယနိုင်ငံမှာထိမ့်သိမ်းခံထားရတဲ့မြန်မာစစ်ဘဲဒုက္ခသည်တွေကိုအမြင်ဆုံးလှုပ်ပေးဖို့တောင်းဆိုနေကြတဲ့တဲ့င်းမြောက်မြို့နယ်မှာတော့အာနာသိန်းစစ်ကောင်စီတပ်ဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့်ဒေသခံ၄ယောက်သေဆုံးသွားတဲ့တဲ့င်းနဲ့အတူထိုင်းဝင်ကြီးတွေဟာပြန်ပို့ခံရတဲ့ဝီဂါလူမျိုးတွေနဲ့တွေ့ဖို့တရုတ်နိုင်ငံရှင်ကျန်းဒေသကိုတွားရောက်နေတဲ့တဲ့င်းတွေအပါအဝင်ဒီနေ့အတွက် နောက်ဆုံးရတဲ့ရွှေဈေးနဲ့ငွေဈေးအကြောင်းတွေကိုလည်းတင်ဆက်သွားဖို့ရှိနေပါတယ်ခင်ဗျာအခုပထမဆုံးသတင်းတစ်ပုဒ်ကတော့ရန်ကုန်တိုင်းတာကေတာမြို့နယ်ကရွှေဆိုင်ပိုင်ရှင်ဒေါ်စန်တာလင်းကိုမိထုတ်ဟာမက်လာ၁၈ရက်နေ့မနက်၉နာရီဝန်းကျင်မှာလူတစုရဲ့ဖမ်းဆီးခေါ်ဆောင်တာခံရပြီးတရက်အကြာမက်လာ၁၉ရက်နေ့မနက်ပိုင်းမှာရွှေပြည်သားစစ်ကြောရဲကနေအိမ်ပြန်ရောက်လာပြီးတော့သိရပါတယ်။သူဖမ်းဆီးခံရတဲ့တဲ့င်းကိုကြားတော့စစ်တပ်နဲ့ရဲက ဖြက်ကဲတင်လို့သိရတယ်ဖြက်ကဲတင်လိုက်တယ်လို့သိရတယ်အဲ့ဒီနောက်သူ့ကိုရွှေပြည်သားစစ်ကြောရဲမှတညထားပြီးနောက်နေ့မနက်မှာအိမ်ပြန်ပို့လိုက်တာပါလို့တာကေဒရဲတပ်ဖွဲ့အတိုင်းအဝိုင်းနဲ့နီးဆက်သူတဦးကမိစိမာကိုပြောပါတယ်ဒါပေမဲ့ကျူးလွန်သူတွေဘသူတွေဆိုတာကိုမသိရသေးဘူးလို့လည်းသူကပြောပါတယ်ဒါအပြင်ဖန်စစ်ခရယစီမှာပါသွားတဲ့ရွှေနှစ်ပိတ်သားဝင်းကျင်ကစစ်ကြောရဲကရဲတပ်ဖွဲ့ဝင်တွေစီမှာပဲရှိနေပြီးပြန်လွှဲပေးဖို့စီစဉ်နေတယ်လို့သူကဆက်ပြောပါတယ် ကျူးလွန်သူတွေကိုဖမ်းမိပြီလားသတင်းမရသေးပါဘူးဒေါ်စန်တာလင်းကတော့ဒဏ်ရာမရပဲကောင်းကောင်းအိမ်ပြန်ရောက်တယ်လို့သူကဆက်ပြောပါတယ်ဒီဖြစ်စဉ်ကိုအာနာသိန်းစစ်ကောင်စီတပ်ဖွဲ့နဲ့ရဲတပ်ဖွဲ့ဘက်ကတရဝင်းသတင်းထုတ်ပြန်တာမတွေ့ရသေးပါဘူးဒေါ်စန်တာလင်းဟာတာကေရဇေမာလင်းလက်ရွှေစင်ဆိုင်ဖွင့်ထားပြီးမလ18ရက်နေ့မနေ့မှာထူပောင်ယုံ22လမ်းကနေဈေးကိုသွားရင်းလူ၄ယောက်ကကားပေါ်တင်ဆွဲခေါ်သွားတာဖြစ်ပါတယ်။သူက နေ့စဉ်ရွှေနှစ်ပိတ်သာကျော်ကိုတည်ဆောင်ပြီးဆိုင်ဖွင့်လက်ရှိသူလို့မိသားစုနဲ့နှီးဆက်သူကပြောပါတယ်ဖြစ်စဉ်မတိုင်ခင်တပတ်လောက်ကတည်းကလူတချို့အဲ့ဒီလမ်းမှာစောင့်ကြည့်နေတာကိုဒေသခံတွေမြင်ခဲ့ရတယ်လို့လည်းဆိုပါတယ်ခင်ဗျာအခုနောက်ထပ်သတင်းတပုတ်အနေနဲ့အာရခတက်တော် AA နဲ့တအန်တက် TNLA တို့ရဲ့မဟာမိတ်တက်ဖြစ်တဲ့ ိုကန့်တဲ့ MNDAA ထိမ့်ချုပ်ထားတဲ့လာရှိုးပြည်သူစေယုံကြီးမှာစစ်ကူတာမှုဇယိတ်တွေမြင်မာမှုကြောင့်မြို့ခံတွေဝေဖန်နေကြပါတယ်ဒီအကြောင်းအပြည့်အစုံကိုမီစီမသတင်းထောက်ကျူချန်းကဆက်ပြီးပြောပြပေးမှာပါခင်ဗျာရှမ်းပြည်နယ်မြောက်ပိုင်းမှာကိုကန့်တဲ့ MNDAA ကထိမ့်ချုပ်ပြီးမြို့အုပ်ချုပ်ရေးလက်ပတ်နေတဲ့လာရှိုးမြို့ပြည်သူစေယုံကြီးမှာစေကူတာစီကြီးတာကြောင့်မြို့ကန်တွေကဝေဖန်နေကြပါတယ် ားမှလည်းမကြားဘူးဒီလိုမျိုးစေးဘီလူစေးုံကြီးတက်ပြီးတော့ပက်ဆန်ဆယ်နဲ့ချီတုံတာဆိုဒီတစ်ခါပဲကြားဘူးတဲ့မဟုတ်ပါဘူးကျွန်တော်ပြောချင်တာဘီလူစေးုံကြီးဆိုတဲ့ဟာစိုက်ဖို့ပြောတဲ့ပုပ်ပိကဆိုတဲ့ဟာတက်လိုက်ခုစရာလည်းမလို့တော့အော်ဒါတထေးစေးုံဘီလူစေးုံမဟုတ်တော့ဘူးဆိုသူများလည်းမခုတော့လေကျွန်တော်ပြောချင်တာကျွန်တော်ပြောချင်တာတဲ့အဲအဲအဲ့ဒီစိုက်ဖို့ပဲအဲစိုက်ဖို့ကိုဖြုံချလိုက်တော့ဆမနော်လာရှုပ်ပြည်သူစေယုံကြီးမှာယောဂပြခြင်းရင်အရင်ဆုံးကောင်တာမှာစည်ရင်ပေးပြီးစာအုပ်ထုတ်ပေးပါရယ်။ သွေးပေါင်ချိန်ပြီးတဲ့နောက်သက်ဆိုင်ရာဆရာဝန်စီမှာစာအုပ်ထပ်ပြီးတော့ယောဂပြသရပါတယ်။အဲဒီနောက်ယောဂအခြေအနေပေါ်မူတည်ပြီးဆရာဝန်ညွှန်းတဲ့ဆေးဝယ်ရတာ၊ဓာတ်မှန်ရိုက်တာ၊ CT scan စတာတွေအလုံးကိုငွေရှင်းပေးပြီးမှပဲဆောင်ရွက်ပေးတယ်လို့နောက်ထပ်အမျိုးသမီးတစ်ယောက်ကလည်းပြောပါတယ်။စာနဲ့ရေးသားပေးပို့ထားတဲ့ဒီအမျိုးသမီးရဲ့ပြောကြားချက်ကိုမြစမကအတန်အစားထုတ်ဖတ်ပြထားပါရယ်။ကောင်တာရောက်ရင်စာအုပ်ထပ်ပြီးစာအုပ်ထဲဆရာဝန်ရေးတဲ့ဆေးတွေကိုကွန်ပျူတာထဲထည့် တခုချင်းကြတဲ့စီစီနှောင်းနဲ့ကြားတဲ့နဲ့ငွေလက်မှတ်နဲ့ငွေရှင်ခိုင်းပါတယ်ငွေရှင်ပြီးမှဆေးထုတ်ပေးတာပါခွဲစိတ်ရမယ်ယောဂါဆိုရင်ခွဲစိတ်ဆရာဝန်ကဓာတ်မှန်ရရမယ်ဆိုရင်ဆရာဝန်ကဆောက်ရွက်ပေးပြီးကောင်တာမှာငွေရင် ရှင်ခိုင်းပါတယ်ငွေရှင်လက်မှတ်ရပြီးမှဓာတ်မှန်ဌာနကိုသွားငွေရှင်လက်မှတ်ပြမှဓာတ်မှန်ရိုက်ပေးတာပါတမန်ပြားနာတာကိုတောက်စီကြီးတသက်18000ကျပ်ပေးရပြီးစေယုတ်တက်လူနာဆိုရင်ဂရင်ဘူးတရက်ကို1000ကျပ်ပေးရတယ်လို့မြို့ကန်တွေကပြောပါတယ် ဒါအပြင်အရင် CT scan ဖတ်ရင်9000ကျပ်ကနေ7000ကျပ်အထိပဲရှိပေမဲ့လက်ရှိမှာတော့ CT scan ဖတ်တာကို၄သိန်းအထိပေးရတယ်လို့လက်ရှိစေကူတမှုခံယူနေတဲ့လူနာကိုအနီးကပ်စောက်ရှောက်ပေးနေသူတယောက်ကပြောပါတယ်။ဘာယောဂါပဲဖြစ်ဖြစ်စမတွားပြီဆိုတာနဲ့ဟိုသူတို့ကဟာလေတခါသေးကိုပက်စာကောက်ပြီးမှကုတော့တာ ဘလောက်ဘလောက်ပုံကြမယ်ဆိုတာသဘောတရားကမှတမှန်ရရမယ်အဲဆေးလေးပွဆလိုပါလေဆလင်းလေးပါလေအားလားအားလုံးတွားဝယ်ဝယ်ပြီးမှအဲဆာမပြီစာရပြီဆိုမှဒူဒူကလုတ်သေးတာအဲလာတက်တဲ့ဆေးုံလာတက်တဲ့လူတွေကလည်းဟိုတုန်းကလူမျိုးထင်ပြီးတက်ကြတာလေဆာမရွာလူတွေဆိုစာမတက်ဘူးလေဒူဒူကတခါတည်းတခါတည်းအဲ့ဒီနေ့နေ့စဉ်နေ့စဉ်အဲဆေးတော့ဝယ်တယ်လက်မှတ်ထဲမှာဒူဒူကတခါတည်းဖြတ်တာတညတစ်တောင်းပဲဆိုတာအမှန်ရင်းဒီအတိုင်းတခါတည်းတခါတည်းရှင်းတာဆာမ ။ဘာယောဂါမှအလကားမပူပေဘူး။ပတ်စာအရင်မရှင်းဘာမှမမလုပ်သေးတာကို။လာရှိုးပြည်သူစေယုံကြီးမှာဆယ်ရက်လောက်စေယုံတက်နေရတဲ့လူနာတယောက်ကတော့ဆေးဘုံနဲ့စေယုံကရင်ကစုစုပေါင်း15သိန်းကျော်ကုန်ကျနေပြီဖြစ်တယ်လို့ဆိုပါရယ်။ဒါအပြင်ကလေးမွေးမဲ့လူနာတွေလည်းရိုးရိုးမွေးတဲ့သူဆိုရင်15သိန်းအထက်ကုန်ကျပြီးတော့ခွဲမွေးတဲ့သူဆိုရင်တော့35သိန်းကုန်ကျတယ်လို့မြို့ကအမျိုးသမီးတယောက်ကပြောပါရယ်။ ပြည်သူစေယုံကိုပုပ်ကလေးကစေယုံပုံစံဖြစ်နေတာတော့ပြည်သူလူထုအတွက်အဆင်မပြေဘူးဆော့ဆကျင်တလားလောက်ပဲအခမဲ့ပုံစံနောက်ပိုင်းမှာတဖြည်းဖြည်းအခုလိုဖြစ်လာတာတခြားအခွန်အခါကိုတော့ဘာမှမပြောလိုပါဘူးအခုလိုကျမရဲ့အတွက်ပြည်သူလူထုကိုအခမဲ့ဖြစ်စေချင်တာပါဘယ်အဖွဲ့အစည်းမှနဲ့နာလိုစိမ့်နေပြောတာမဟုတ်ပါဘူး MNDA အနေနဲ့လက်ရှိစေယုံမှာစေကုသစိတ်တောင်းခံရတာဟာစေယုံမှာခံထားတဲ့အကျမ်းမာရေးဝန်ထမ်းတွေကိုလာစာပြန်ပေးနိုင်ဖို့အတွက်ဖြစ်ပြီး ကလေးတွေအတွက်ကာကွယ်ဆေးနဲ့ HIV ရောဂါအတွက် ARDC ငှက်ပြားနဲ့ TBC တွေကိုတော့အခမဲ့ပေးတယ်လို့ MNDAA နဲ့နှိစက်တဲ့သူတယောက်ကပြောပါတယ်။လာရှိုးပြည်သူစေယုံကြီးကိုကျမရေး CDN ဝန်တန်းတွေနဲ့ပြီးခဲ့တဲ့2024ခုနှစ်ဩဂတ်လ17ရက်နေ့မှာစတင်လှည့်ပတ်နေခဲ့တယ်လို့လာရှိုးမြို့ပြည်လဲဒူတောင်ရေး page မှာဩဂတ်လ20ရက်နေ့ကအထူးဒေတာတက်ကျမရေးဌာနပြောရေးဆိုခွင့်ရှိသူ CDN ဆရာဝန်ဒေါက်တာဘာသာကပြောခဲ့ပါတယ်။ လာရှိုမြို့ကိုပြီးခဲ့တဲ့2024ဩဂတ်လ3ရက်နေ့မှာ MNDAA နဲ့ပူးပေါင်းတပ်တွေကအလုံးစုံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက်ရပ်ပိုင်းအတွင်းမှာပဲလာရှိုပြည်သူစေယုံကြီးကိုစစ်မှားရေး CDN ဝန်ထမ်းတွေနဲ့စတင်လှည့်ပတ်ခဲ့တာလို့အထူးဒေတာတက်စစ်မှားရေးဌာနပြောရေးဆိုခွင့်ရှိသူ CDM ဆရာဝန်ဒေါက်တာဘာသာကပြောခဲ့ပါတယ်ရှင် အခုနောက်ထပ်သတင်းတပုတ်အနေနဲ့စကိုင်းတိုင်းမြောင်မြို့နယ်မှာစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုနဲ့လေကြောင်းဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ဒေသခံ၄ယောက်သေဆုံးပြီးနေအိမ်၂လုံးမိလောင်ပျက်စီးသွားတယ်လို့ CDSON အဖွဲ့ကပြောပါတယ်။မက်လာ၁၉ရက်မနေ့၉နာရီမှာတော်လှန်ရေးတပ်တွေကစစ်ကောင်စီကင်းပုံတွေကိုပစ်ခတ်ခဲ့ပြီးညနေ၃နာရီဝန်းကျင်မှာစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ဘုံကျဲတိုက်ခိုက်တာတွေလုပ်ခဲ့တာပါ။ CDSO ရဲ့ခေါင်းဆောင်ကိုနွေဦးကသူတို့ထွက်ပြေးတော့လိုက်ပြင်းတိုက်ပွဲကပိုကြီးသွားပါတယ်အဲ့ဒီနောက်လက်နက်ကြီးနဲ့ဘုံးတွေပက်ကျဲခဲ့တာပါလို့ပြောပါတယ်လက်နက်ကြီးကြောင့်လှေတင်ဥရွာနဲ့ကြည်ကုန်းရွာကအမျိုးသား၂ယောက်သေဆုံးခဲ့ရပါတယ်ဒါအပြင်ဘုံးကျဲတိုက်ခိုက်မှုကြောင့်တောင်ရက်ကွက်မှာအမျိုးသား၁ယောက်နဲ့အမျိုးသမီး၁ယောက်သေဆုံးခဲ့ရတာဖြစ်ပါတယ် မက်လာ20ရက်ဒီကနေ့မနက်ပိုင်းမှာလေစစ်ကောင်စီကလက်နက်ကြီးနဲ့ရန်ပစ်နေပြီးလေချောင်းရှာဖွေမှုတွေလုပ်နေတယ်လို့ကိုနွေဦးကပြောပါတယ်မက်လာ17ရက်နေ့ကပန်းညိုရွာမှာစစ်ကောင်စီနဲ့တော်လှန်ရေးတပ်တွေတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်သင်္ဘောတွေကနေလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာတွေရှိပါတယ်အဲ့ဒီနောက်စစ်ကောင်စီတပ်ကပန်းညိုရွာကိုဝင်စီးပြီးကျောင်းဆောင်တွေနဲ့နေအိမ်အလုံး90ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာ အခုဆက်လက်ပြီးတော့အိန္ဒိယနိုင်ငံမနီပူရနဲ့အာသံပြည်နယ်တွေမှာ ဖမ်းထားတဲ့မြန်မာစစ်ဘေးရှောင်148ယောက်ကိုအမြင့်ဆုံးလွှတ်ပေးဖို့မြန်မာအိန္ဒိယနေဆက်က အဖွဲ196ဖွဲ့ကမက်လာ20ရက်ဒီကနေ့မှာလက်မှတ်ရေးထိုးတောင်းဆိုလိုက်ပါတယ်။ဒါနဲ့ပတ်သက်ပြီးအိန္ဒိယ for မြန်မာအဖွဲ့ရဲ့ slide တို့ခါကနိုင်ငံခြားရေးပြည်ထရေးနဲ့ဝန်ကြီးချုပ်ရုံးတွေကိုအိတ်ဖွင့်ပေးစာပေးပို့ပါမယ်။တုံ့ပြန်မှုမရရင်နိုင်ငံတကာသိအောင်လုပ်ပါမယ်လို့မီစီမာကိုပြောပါတယ်။ ဒီဒုက္ခသည်တွေထဲမှာကိုဝင်ဆောင်တွေခလင်းငယ်တွေနဲ့နာတာရှည်ယောဂသည်၁၂ယောက်ပါဝင်ပြီးစေကုသခွင့်မရလို့အချင်းတောင်ထဲမှာတေဆုံသွားသူတွေရှိနေတယ်လို့လည်းသိရပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ဆလိုင်းတိုခါကအိန္ဒိယရဲ့ဒီလောက်ရက်တွေကလူအခွင့်အရေးကိုထိပါနေတယ်လို့ဝေဖန်ပြီးနိုင်ငံတကာကိုစောင့်ကြည့်ဖော်ထုတ်ပေးဖို့မြစ်တာရက်ခံထားပါတယ်။အကျဉ်းသားတွေလွတ်မြောက်ဖို့ဝင်ကြီးဌာနတွေကိုဥစားပေးဖိအားပေးမယ်လို့လည်းသူကဆိုပါတယ် ဒီဖြစ်ရတွေကြောင့်မိသားစုတွေစိတ်တဲကြပြီးစားဝတ်နေရခက်ခဲနေတယ်လို့အချင်းချခံနေရသူတဦးရဲ့အမျိုးသမီးတဦးကပြောပါတယ်အိန္ဒိယနိုင်ငံအနေနဲ့ဒီမိုကရေစီစံနှုန်းနဲ့မညီတဲ့ဒီလိုလုံရက်တွေကိုရပ်တန့်ပြီးဒုက္ခသည်တွေကိုလွှတ်ပေးဖို့တောင်းဆိုထားပါတယ်။မြန်မာနိုင်ငံမှာစစ်တပ်ကအနာသိမ်းပြီးနောက်အိန္ဒိယနိုင်ငံမှာမြန်မာနိုင်ငံသား8000လောက်ခိုးလုံနေတယ်လို့အကူအညီပေးရေးအဖွဲ့တွေစီကနေသိရပါတယ်ခင်ဗျာ။ အခုဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြပါမယ်။ထိုင်းဝန်ကြီးတွေဟာပြန်ပို့ခံရတဲ့ဝီဂါလူမျိုးတွေနဲ့တွေ့ဖို့တရုတ်နိုင်ငံရှင်ကျန်းဒေသကိုတွားရောက်နေကြပါတယ်။ဒီအကြောင်းအပြည့်အစုံကိုမီဆီမသတင်းထောက်ဂျူချန်းကဆက်ပြီးပြောပြပေးမှာပါခင်ဗျာ။ထိုင်းဝန်ကြီးနှစ်ယောက်ဖွန်တန်ဝီချာရာချိုင်းနဲ့တာဝီဆောက်ဆုံးတို့ဟာပြီးခဲ့တဲ့လကထိုင်းနိုင်ငံကနေပြန်ပို့ခံခဲ့ရတဲ့ဝီဂါလူမျိုး40ကျော်ရဲ့အခြေအနေကိုအကဲခတ်ဖို့အတွက် ဗုဒ္ဓနေမှာတရုတ်နိုင်ငံရှင်ချန်းဒေတာကိုတွားရောက်ခဲ့ပါတယ်။ဒီလိုပြန်ပို့တဲ့လုပ်ရကြောင်းနိုင်ငံတကာကဝေဖန်မှုတွေထွက်ပေါ်လာခဲ့ပြီး American အစိုးရကလည်းဒီပို့ဆောင်မှုမှာပါဝင်ခဲ့တဲ့ထိုင်းအရာရှိတွေကိုဗီဇာပိတ်ပင်လိုက်တယ်လို့ကြေညာခဲ့ပါတယ်။ဒါပေမဲ့ထိုင်းဘက်ကတော့သူတို့ရဲ့အဆုံးပြတ်ချက်ကိုခုခံပြောဆိုထားပြီးတရုတ်ဘက်ကဒီဝီကာလူမျိုးတွေကိုကောင်းကောင်းဆက်ဆံမယ်လို့အမှားကန်ချက်ပေးခဲ့လို့ပြန်ပို့ခဲ့တာဖြစ်တယ်ဆိုပြီးဆိုပါတယ်။ ဒေခရီးစင်မှာဝင်ကြီး၂ယောက်ကိုတရုတ်ဒုတိယဝင်ကြီးချီယန်ကျွန်းကခါ့ရှ်ကာမြို့မှာတွေ့ဆုံခဲ့ပါတယ်။သူကဝီဂါလူမျိုးတွေရဲ့အခြေအနေကိုရှင်းပြခဲ့ပြီးအများစုဟာအိမ်ပြန်ရောက်နေပြီးတချို့ကဈေးကူတမှုခံယူနေတယ်လို့ပြောခဲ့ပါတယ်။ထိုင်းကိုယ်စားလှယ်အဖွဲ့အနေနဲ့ဝီဂါလူမျိုးတချို့ရဲ့အိမ်တွေကိုတွားရောက်တွေ့ဆုံဖို့စီစဉ်ထားသလိုဆရာဝန်တွေနဲ့လည်းဆွေးနွေးဖို့ပြင်ဆင်ထားပါတယ်။ဒါပေမဲ့ဖွန်တန်ကတော့အချိန်ကန့်သက်ရှိတာနဲ့ ရှင်ချန်းရဲ့အကျဲ့ပြန့်တဲ့ area ကြောင့်အကဲ့ပြန့်မှုမှာအခက်အခဲတချို့ရှိနိုင်တယ်လို့သတင်းတောက်တွေကပြောခဲ့ပါတယ်။တချိန်တည်းမှာပဲလူအခွင့်ရေးဖွဲ့တွေကတရုတ်နိုင်ငံဟာဝီဂါလူမျိုးတပ်တန်းကျော်ကိုထိမ့်သိမ်းစခန်းတွေမှာနှိပ်စက်ထားတယ်လို့စွပ်စွဲထားပေမဲ့တရုတ်ဘက်ကတော့ဒါတွေဟာသင်တန်းဌာနတွေကဖြစ်ပြီးအခုချိန်မှာပိတ်သိမ်းသွားပြီလို့ညင်းဆိုထားပါတယ်။တရုတ်နိုင်ငံသားရဲ့ဌာနကတော့ဒီပြန်ပို့မှုဟာတရားဝင်ဖြစ်ပြီးနှစ်နိုင်ငံဥပဒေအရပူးပေါင်းဆောင်ရွက်မှုသာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ ဒါအပြင်လူအခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကထိုင်းအနာပိုင်တွေအနေနဲ့ဒီခရီးစဉ်ကိုအသုံးချပြီးဝီဂါလူမျိုးတွေအပေါ်အခွင့်ရေးချိုးဖောက်မှုတွေကိုဖော်ထုတ်ဖို့တောင်းဆိုထားပါတယ်ရှင်။ထိုက်တန်းနဲ့နောက်ဆုံးရပြည်တွင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ အခုဆက်လက်ပြီးတော့ဒီကနေ့ညနေ9:00နာရီအထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊73စီဈေးနဲ့စားအုပ်စီဈေးတွေကို တင်ပြပေးပါမယ်။ဒါတွေကိုမီးစီမသတင်းထောက်ကိုမြတ်သူရကစူးစီးတင်ဆက်ပေးပါပါခင်ဗျာ။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်၊ပြင်ပပေါက်စေ4430ကျပ်၊စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1584.3 96ကျပ်ပြင်ပအပေါက်စီ3344ကျပ်ဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စီ1290ဒသမ1ကျပ်ပြင်ပအပေါက်စီ4835ကျပ်ထိုင်းဘတ်တဘတ်ကိုစစ်ကောင်စီတတ်မှတ်စီ62ဒသမ43ကျပ်ပြင်ပအပေါက်စီ131ဒသမ64ကျပ်မလေးရှားတမင်ကိကိုစစ်ကောင်စီတတ်မှတ်စီ483ဒသမ69ကျပ်ပြင်ပအပေါက်စီ1004ကျပ် ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါငွေလဲလဲနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေဈေးနှုန်းတွေကတော့အခောက်ရွှေတစ်ချက်သားကို ရွှေကုန်တဲ့အတင်းသတ်မှတ်ဈေး55သိန်း6000ကျပ်၊ပြင်ပပေါက်ဈေး69သိန်း2000ကျပ်၊15ဘဲတစ်ချက်သားကိုရွှေကုန်တဲ့အတင်းသတ်မှတ်ဈေး52သိန်း12500ကျပ်ပြင်ပပေါက်ဈေး63သိန်း1000ကျပ်ပေါက်ဈေးရှိပါတယ် ပေါ်ပြပါရွှေစင်းလုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းလုံးတွေကတော့ဒီဇယ်တလီတာကို2655ကျပ်ပရီမီယံဒီဇယ်တလီတာကို3285ကျပ်အော်ဒိတ်92တလီတာကို3080ကျပ်အော်ဒိတ်95တလီတာကို3135ကျပ်ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါ73စီစင်းလုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ နောက်ဆုံးရစာအုပ်စီစဉ်တွေကတော့စာအုပ်စီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စေ6885ချက်ပြင်ပပေါက်စေ1500ချက်ပေါက်စေရှိပါတယ်ပေါ်ပြပါစဉ်တွေကတော့အချိန်နဲ့မျှပြောင်းလဲမှုရှိနိုင်ပါတယ်တမီစီမာပလိုင်းတိုင်းမီစီမာပင်မသတင်းအစီအစဉ်ကို တင်ဆက်ပေးခဲ့တာပါကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဒီအစီအစဉ်ကိုကျွန်တော်နောင်နောင်ကစူးစီးတင်ဆက်ပေးခဲ့တာပါ ဓမီစီမာပရိုင်တိုင်းသတင်းအစီအစဉ်ကိုနေ့စဉ်တနင်္လာကနေတောက်ကြနေ့အထိည9နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ။